စပါကြောင့်အန်ဘူမူကိုမရလိုက်ဘူးဆိုရင်အစားတို့ပြမှတ်နှစ်ယောက်ကမန်ယူအတွက်သင်းလျော်မှုရှိနိုင်ပါမလား။ပေးသမားလုံးပဲမင်္ဂလာပါ။မန်ချက်စတာဖုတ်ဘောဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်။ပြီးကြတဲ့ရက်ကထွက်ပေါ်လာတဲ့သတင်းတွေကတော့နည်းနည်းလေးကိုရှုပ်ထွေးလုံးပါရယ်။ရိုဂါရက်စ်ကမန်ယူကိုမလာချင်ဘူးလို့ညင်းလိုက်ပါရယ်။သူကအာဆင်နယ်ကိုပဲပြောင်းရွှေ့ချင်နေတာပါ။အာဆင်နယ်ကလည်းရိုဂါရက်စ်နဲ့ဆက်စကိုကိုပဲပို့ပြီးတော့သဘောကျနေတာကြောင့်ဦးစားပေးနေတဲ့ဂျိုးစားနေပြီးဆက်စကိုကိုမရတော့မှသာရိုဂါရက်စ်ကိုဂျိုးစားလာမှာဖြစ်ပါရယ်။ဒီသတင်းနဲ့မရှိမနှောင်းမှာပဲမန်ယူအသင်းအတွက်နောက်တဲ့သတင်းစိုးတစ်ပုဒ်ကဆက်တက်လာပါရယ်။စပါတင်ကအန်ဘူမူကိုပေါင်တန်းခွန 30နဲ့တရားဝင်ကမ်းလှမ်းလိုက်တာဖြစ်ပြီးမန်ယူကဒုတိယအကြိမ်ကမ်းလှမ်းတဲ့ပေါင်တန်း60ထက်ဈေးပိုများနေပါတယ်ဒီအချိန်မှာပဲအန်ပီမိုအတွက်ပေါင်တန်း60ထက်ပိုပေးဖို့အစီအစဉ်မရှိတော့ဘူးဆိုပြီးမန်ယူဘက်ကအတန်တွေထွက်လာပါတယ်အဓိကအားဖြင့်အဝစ်တို့လက်ထက်တုံးကလိုမျိုးကစားသမားကိုရအောင်လို့တောင်းတလို့ဈေးမပေးဘူးလို့မန်ယူကဆုံးဖြတ်ထားတာပါဒါကြောင့်အန်ပီမိုလည်းလက်ရှိချိန်မှာရရှိဖို့မတိကြတဲ့ဘက်ကိုရောက်ရှိလာပါတယ်တကယ်လို့အန်ပီမိုကိုမရလိုက်ဘူးဆိုရင်မန်ယူကဘုံပေါက်ကစားသမားစင်မင်ညိုနဲ့ပဲလစ်ကစားသမားအဇီရိုတွေကတရားရောက်ကိုခေါ်ယူသွားဖို့စူးစမ်းမယ်လို့ဆိုလာပါတယ်စင်မင်ညိုက2024-25ရာသီမှာဘုံပေါက်အတွက်ပရီးမီယာလိ ိတ်20ပွဲမှာငါးဂိုးသွင်းယူထားပြီးတောင်မန်တိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့သွက်လက်မှုရဲ့ဂိုးဖန်တီးနိုင်စွမ်းရည်နဲ့ကောင်းမွန်ပါတယ်။စီမင်ညိုက KBS ပေးပို့နိုင်မှုတပွဲပြည့်များတိရသမတစ်ကြိမ်ရှိပြီး Dribble ကတော့တပွဲပြည့်များတိရသမ၈ကြိမ်ထိပြုလုပ်ထားနိုင်သူပါ။သူရဲ့ပြောင်းရွှေ့ခြင်းကတော့ပေါင်တန်း40နဲ့တန်း90ဝန်းကျင်ဖြစ်နေတာကြောင့်မန်ယူရဲ့ဘန်နာရေးအတွက်ပို့ပြီးတော့သင့်လျော်မှုရှိပါတယ်။ Sky Sport ရဲ့ပြောပြချက်တွေအရမန်ယူဟာစီမင်ညိုကိုစောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ စီမညောကညာတော်မန်တိုက်စစ်မှုနေရာနဲ့ဗိုလ်တိုက်စစ်မှုနေရာတွေအတွက်လည်းကောင်းစွာကစားနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာအားကောင်းမှုရှိပြီး area တွေအောင်မြင်မှုကလည်း58ရာခိုင်နှုန်းတိရှိပါတယ်။လိမ်မြဲတဲ့ကစားသမားတယောက်ဖြစ်သူတို့ Dribbling Swain ကလည်းကောင်းမွန်ပါတယ်။ Amorin ရဲ့၃လနှစ်တဲ့ကစားကွက်မှာစီမညောကညာချက်ကွင်းနဲ့တိုက်စစ်ဒါမှမဟုတ်တောင်မန်တိုက်စစ်မှုဖြစ်နေအံဝင်အောင်ကစားနိုင်မှုများနေပါတယ်။ပြောင်းရွှေ့ခြင်းကလည်းပေါင်တန်း90ထက်မပေါ်တာကြောင့် Ambumo S0 တို့တက်ဈေးပိုတက်တာနေပါတယ်။အသက်ကလည်း25နှစ်အရွယ်သာရှိသေးပြီး Premier League မှာတည်ငြိမ်တဲ့စွမ်းဆောင်ရည်ကိုပြသထားနိုင်ပါတယ်။ Fitzgerald ချန်ခိုင်မှု Dribbling Skill ကောင်းမှုတွေကမန်ယူ တိုင်ပင်တိုက်စစ်တွေကိုပိုပြီးအားကောင်းစေနိုင်မှာပါဒါပေမဲ့အသွင်းကိုရယူနိုင်မှုနဲ့ဂိုးဖန်တီးမှုအပိုင်းမှာတော့အန်ဘီမိုတာအများကြီးနှဲပါတဲ့ချက်တစ်ချက်တော့ရှိနေပါတယ်မန်ယူကခေါ်ဖို့ပြင်ဆင်နေတဲ့နောက်ထပ်ပြင်းမဲ့ကစားသမားကတော့ပဲလီတောင်မန်တိုက်စစ်မှုအဇက်ဖြစ်ပါတယ်ကိုနေတိုက်စစ်မှုနံပါတ်10ရောဒါမှမဟုတ်ဘယ်တောင်မန်တိုက်စစ်မှုဖြစ်နေထူးချွန်စွာကစားနိုင်သူပါဒရပလင်ဖန်တီးမှုနဲ့အဝေးခံချက်တွေအတော်လေးကိုအားကောင်းတဲ့ကစားသမားဖြစ်ပါတယ်ဖန်တီးမှုပိုင်းအားကောင်းပြီး key pass ပေးဖို့မှုကတပွဲကိုပြန်ပြတိတိသမသုံးချိန်လောက်တိရှိနေတာကြောင့်အခွေရေးဖန်တီးမှုအားနည်းတဲ့မန်ယူအတွက်သင့်လျော်ပါတယ်ဒရပလင်ဆွေးရည်နဲ့တူးချင်းကစားနိုင်မှုကပြိုင်ဘက်ခန်းစစ်ချောင်း ်းကိုဖြိုပြရမှာအတော်လေးကိုထိရောက်မှုရှိပါတယ်ပရီးမီးယားလိမှာဒီငိမ့်နဲ့စွမ်းဆောင်ရည်ကိုပြသထားပြီးအသက်26နှစ်ဖြစ်လို့သူကစားသမားဘဝရဲ့အထွတ်ထိပ်ကာလ prime time ကိုစတင်ဖြတ်သန်းနေခြင်းဖြစ်ပါတယ်အန်ဇဲရဲ့အားနည်းချက်ကတော့သွင်းကုန်ရယူနိုင်မှုအပိုင်းမှာ MVP မပြောနဲ့စီမီယိုထက်တာမှာပို့ပြီးတော့အားနည်းနေတာပါရောင်းရွှေခြင်းကလည်းပေါင်သန်း60အနည်းဆုံးပေးရမှာဖြစ်လို့စီမီယိုနဲ့ပုံမြင့်ပါတယ်အေဗီယာတွင်အောင်မြင်မှု42ရခိုင်နှုန်းပဲရှိတာကြောင့်ရုပ်ပိုင်းဆိုင်ရာအားကောင်းမှုမှာအနည်းငယ်အားနည်းတယ်လို့ဆိုရမှာပါဒါကြောင့်မန်ယူနဲ့ဘယ်ကစားသမားကပို့လိုက်ဖက်တာလဲလို့မေးရင် MVP ကတော့နံပါတ်1လိုက်ဖက်ဇုံးလုံးဝင်ခိုင်းရမှာဖြစ်ပါတယ် MVP ရဲ့ဂိုးသွင်း င်းနိုင်စွမ်းနိုင်မြန်မှုနဲ့ဖိအားပေးကစားကုန်ကအမော်ရီယန်ဒေမြန်တိုက်စစ်ကစားကွက်အတွက်အတော်လေးကိုအားကိုးရနေပါတယ်ပရီးမီယာလိတွဲကြုံနဲ့ဘန်ဆောင်စွမ်းရင်ကမန်ယူတိုက်စစ်ပိုင်းကိုချန်ချင်းမြင့်တင်ပေးနိုင်မဲ့အရေးအယံကိုတွေးမြင်နေရပါတယ်ပြောင်းရွှေ့ခြင်းမြင်မာမှုနဲ့စပါရဲ့ဂျာပြတ်ဝင်လာမှုကြောင့်အမ်မြူမိုကိုခုံနိုင်မှုအတွက်ဖြစ်နိုင်ရင်နေပါလာပါတယ်စီမင်ယုံကတော့အမ်မြူမိုတဲ့ဂိုးသွင်းနိုင်စွမ်းနဲ့ဖန်တီးမှုပိုင်းမှာအနေငယ်အားနေပေမဲ့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအားကောင်းမှုဒရက်ဘလင်နဲ့တက်တာတဲ့ပြောင်းရွှေ့ခြင်းကမန်ယူရဲ့လက်တွေ့ကျတဲ့ရွေးချယ်မှုဖြစ်စီမှာပါအဇဲကတော့မန်ယူရဲ့ကွင်းနယ်ပိုင်းကိုပို့ပြီးအင်အားတောင်းလင်းလာစေနိုင်တဲ့ကစားသမားဖြစ်ပါတယ်မန်ယူရဲ့တိုက်စစ်ပိုင်းအတွက် တွက်ချက်ချင်းအကျိုးသက်ရောက်မှုရှိစေမယ့်အနေအထားမျိုးမှာတော့ရှိမနေသေးပါဘူး။ဒါကြောင့် MNU နဲ့ MMO ကရောက်အရင်စ조사တင်ပြီးမဖြစ်နိုင်တော့ဘူးဆိုမှသာစီမင်းညိုကိုရွေးချယ်တင်ကြောင်းအကြံပြုလိုက်ရပါတယ်။ပြည်သူများကရောဘလို့မြင်မိကြပါသလဲပြောပြခဲ့ကြပါဦး။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။